တောင်ကိုရီးယားကကားထုတ်လုပ်သူများအတွက်အရေးပေါ်ထောက်ပံ့မှုပေးမည်။နိုင်ငံအတွင်းကမော်တော်ယာဉ်ကဏ္ဍအတွက်အရေးပေါ်ပံ့ပိုးမှုအစီအစဉ်အနေနဲ့အမေရိကန်ဒေါ်လာ1ဘီလီယံထောက်ပံ့သွားမယ်လို့တောင်ကိုရီးယားအစိုးရကကြေညာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရိုက်ရဲ့အခွန်စည်းကြပ်မှုကြောင့်ထိခိုက်မှုတွေကိုသက်သာစေဖို့အတွက်တောင်ကိုရီးယားအစိုးရကအခုလိုဆောင်ရွက်တာပါ။မတော်ရင်နဲ့ရင်အစိပ်ပိုင်းတွေကတောင်ကိုရီးယားကနေအမေရိကန်ကိုတင်းတင်းအထက်ကတင်ပို့တဲ့ပို့ကုန်တွေဖြစ်တဲ့အတွက် အမေရိကန်ရဲ့အခွန်စည်းကြံမှုဟာတောင်ကိုရီးယားမော်တော်ယာဉ်ကဏ္ဍအတွက်သိတာတဲ့ထုံးနှက်ချက်ဖြစ်လာမယ်လို့ညင်ညာချက်မှာဖော်ပြပါတယ်တောင်ကိုရီးယားကနေအမေရိကန်ကိုမော်တော်ယာဉ်နဲ့အရင်အစိပ်ပိုင်းတွေတင်ပို့မှုဟာပြီးခဲ့တဲ့နှစ်မှာအမေရိကန်ဒေါ်လာ6.9ဘီလီယံအထိရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ AP 3ရက်မှာထရန့်အစိုးရကကုန်သည်ဖက်နိုင်ငံတွေအပေါ်ပြင်းထန်တဲ့အခွန်ကောက်နှုံးထားတွေကျင်းညာခဲ့ပြီးတောင်ကိုရီးယားအပေါ်ကအခွန်25ရာခိုင်နှုန်းအထိကောက်ခံမှုရှိခဲ့တာပါ။ ထရန်အစိုးရရဲ့အကောက်ခွန်ကြေညာချက်တွေကြောင့်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအလားအလာပေါ်စိုးရိမ်မှုတွေမြင့်တက်လာသလိုအာရှရဲ့စတောက်ထအကြီးဆုံးစီးပွားရေးရှိတဲ့တောင်ကိုရီးယားမှာလည်းလက်လောက်ခက်ခက်ဖြစ်နေခဲ့တဲ့အခြေအနေရှိပါတယ်။တောင်ကိုရီးယားရဲ့အကြီးဆုံးမော်တော်ကားထုတ်လုပ်သူဟျွန်ဒိုင်းမော်တာကလည်းအဓိကဗန်ဒန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပြည်တွင်းမော်တော်ယာဉ်ကုမ္ပဏီတွေအတွက်1.3ထရီလီယံထောက်ပံ့ရေးအစီအစဉ်ကိုထူထောင်မှုရှိနေပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။